ရယ်လတလာတာဈေးပိမဲ့နီဧပြီလနောက်ဆုံးရက်30ရက်နေ့တည်းတာအတွက်ကဘာရွှေစီအနေထားကိုကျွန်တော်ဒီဗီဒီယိုလေးမှာသုံးသပ်ပြပေးသွားမှာဖြစ်ပါတယ်။ဒီနေ့တော်တော်ကျွန်တော်ဘယ်လိုမှန်းထားလိမ့်မယ်ဆိုရင်ကျွန်တော်ဒီပုံပါအတိုင်းပါပဲကျွန်တော်ကဘာရွှေကိုအကြမ်းမှန်းထားပါတယ်။ဟုတ်ပြီ။ကဘာရွှေရဲ့ဈေးအတကြချက်လေးကိုကျွန်တော်တစ်ချက်တော့တွားကြည့်လိုက်အောင်။ဘာဖြစ်လို့ကဘာရွှေဈေးအကြမ်းမှန်းတာလဲလို့မေးမယ်ဆိုရင်ကျွန်တော်တို့ကရှင်းပါတယ်။ဒီမှာဆိုရင်ကျွန်တော်တို့ကဘာရွှေဈေးပေါ့ဒီကာလမှာကဘာရွှေဈေးကဒီကြားထဲမှာပဲကျွန်တော်တက်လိုက်ကြားလိုက်တက်လိုက် ကြာလိုက်တက်လိုက်ကြာလိုက်ပြီးနေခဲ့တယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့အာအမြင့်ဆုံးဈေးဆိုကျွန်တော်အဆိုကြပါဆိုကျွန်တော်3385လို့ပါတော့ပေါ့3385အာဒီကျွန်တော်ကအဲဈေးအမြင့်ဆုံးတက်ခဲ့တယ်ပေါ့နော်ဒီတပတ်တာလောက်အတွင်းမှာကျွန်တော်တို့အနေဆုံးအောင်ဆိုကြပါဆိုကျွန်တော်တို့အာဒီအောက်ဆိုရင်3360လောက်ထိကြာခဲ့တယ်3260 sorry 3360လောက်ထိကြာခဲ့တယ်အဲ့ပြတ်ခါမှာကျွန်တော်ဒီမှာတော့ကကျွန်တော်3385ဒီပြန်တက်ခဲ့နောက်ရက်ဒီမှာကျွန်တော်တို့3390တို့80အထက်တို့ဒီတက်ခဲ့တယ် နောက်ရက်မှာကျွန်တော်3355ထိပဲတက်နိုင်တော့မနေ့ကဆိုရင်3350လောက်ထိပဲတက်နိုင်တယ်ပရောဂျက်တာကျွန်တော်တက်နိုင်နေစေပေါ့နော်ဒီ range အတွင်းမှာပဲပြီးနေရတော့မှန်တယ်ဒီ3355နဲ့3260ကြားမှာပဲပြီးနေရတော့မှန်တယ်ဒါပေမဲ့တက်နိုင်နေစေတွေကတဖြည်းဖြည်းချင်းနှိမ့်နှိမ့်လာတယ်ပရောဂျက်တာကျွန်တော်ကဘာရွှေစီရကျွန်တော်တို့ဝဲလူအားတွေတဖြည်းဖြည်းချင်းနဲလာတယ်လက်ရှိမှာရေတိုးဝယ်လို့ရပါတော့ရေတိုးဝယ်လို့ရတယ်ဖြည်းဖြည်းနဲလာတယ်အဲကျွန်တော်တို့ဈေးကဖြည်းဖြည်းချင်းကျွန်တော်ကြားတယ်ဒီမှာဆိုလဲ တခါကြတယ်ဒီမှာဆိုရဲတခါကြတယ်ဒီမှာဆိုရဲတခါကြတယ်ဒီဈေးနှောင်းပေါ့နော်ဒီဈေးနှောင်းကိုထက်ကထက်ကကြတယ်ဒီမှာအကြဈေးရတော့ဒီဈေးနှောင်းဝင်ကြုံသွားတာပဲဒါပေမဲ့ဈေးတက်တဲ့ခါမှာကျွန်တော်တို့က3385နာတိပထမဆုံးစတဲ့တဲ့3390မနည်းရဆိုရင်3390အထိပဲတက်တော့ဘယ်ကိနာအမြင်ဈေးတွေနှိမ့်နေလားတက်တဲ့ဈေးတွေနှိမ့်နေလားအဲ့လိုနှိမ့်လာရင်ဒါကကပ္ပရွှေဈေးရကျွန်တော်ခုနပြောလိုပဲရေတူဝဲလူအားတွေတဖြည်းဖြည်းချင်းနဲလာပြီးရောင်းလူအားတွေ အစားထိုးဝင်ရောက်လာလဲလို့ကျွန်တော်ပြောလို့ရအဲ့အဖက်ကကျွန်တော်ဒီနေ့မှကပ္ပရွှေကိုဈေးကြမယ်မှန်းနဲ့ရေတိုးဈေးကြမယ်မှန်းနဲ့အ ਨੇ ဆုံးပြကျွန်တော်ဒီအောက်ဈေးတန်း360တိကြမယ်မှန်းအများဆုံးကဒီအောက်ဖောက်ကြသွားရင်တော့ကျွန်တော်ဘယ်တိကြနိုင်လဲလို့မေးမယ်ဆိုရင်ဒီလောက်လောက်ဝင်ကျင်တိပေါ့ဗျာကျွန်တော်တို့အာအများဆုံးကိုကျွန်တော်တို့အဲ3190လို့3180လို့လောက်တိတောင်ကျွန်တော်အကြမ်းမှန်းထားတာဗျအဲ့ဒါအဖက်ကမှကျွန်တော်တို့ ဒီနေ့ကဘာရွှေဆိုကျွန်တော်ကတော့ဈေးတက်တိုင်းရောင်းဖို့အားပေးခြင်းနဲ့ဟုတ်ပြီဘယ်စင်းကနေမှရောင်းတက်လဲကျွန်တော်တို့အဲ့အလေးကိုကျွန်တော်တို့အချိန်တနားကြီးအတိုင်းတာ H1 time frame နဲ့တစ်ချက်သွားကြည့်လိုက်အောင်ဒီနေ့တော့ဘယ်စင်းကနေမှစပြီးရောင်းတက်လဲလို့မေးမယ်ဆိုရင်ကျွန်တော်တို့ဒီ3330နာစပြီးရောင်းလို့ရတယ်3330 3330ဒီဝင်းကျန်ကနေစပြီးရောင်းလို့ရတယ် 3330နားမှာကျွန်တော်3330နဲ့ကျွန်တော်တိကျပြောမယ်ဆိုတော့3335ကျပါဗျာဒီကြားထဲမှာဆိုရင်ကျွန်တော်ကပတ်ရွှေကိုရောင်းလို့ရပါတယ်ဟုတ်ပြီဒီဆုံးဖောက်ပြီးတော့ဈေးဆက်သက်သွားတယ်ဆိုရင်ကျွန်တော်ဘယ်ဈေးရက်ဆုံးမှာထက်ရောင်းလို့ရလဲလို့မြင်မယ်ဆိုရင်ဒီ3350ဈေးရက်ဝင်ချင်း3350နဲ့3355ကျပါเนาะအဲ့ဈေးရက်ဆုံးမှာရောင်းလို့ရတယ်ခင်ဗျာ အဲ့ဟာဖြစ်တဲ့ခါမှာကျွန်တော်တို့ကဒီဈေးနှုန်းဆုံးတော့ရောက်လို့ရတယ်အချိုးမိုင်းဈေးနှုန်းဒီမှာ3330နဲ့3335ကြားမှာရောင်းနေဆိုရင်အချိုးမိုင်းဈေးနှုန်း3340အထက်လောက်ပေးအဲ့လိုပဲ3350နဲ့3355ကြားမှာရောင်းနေဆိုရင်အချိုးမိုင်းဈေးနှုန်း3350လောက်ထိပေးအမြတ်ပိုင်းဈေးနှုန်းကိုတော့ကျွန်တော်တို့3300လောက်ထိတို့ရတယ်ကိုကဒီထက်ပိုပြီးစောင့်နိုင်နေဆိုရင်ဖြင့်3280တို့3260တို့လောက်ထိစောင့်ပြီးယူလို့ရတယ်ဟုတ်ပြီအဲ့ဒါဆိုရင်တကယ်လို့ပေါ့ဒီဈေးနှုန်းဒီဈေးမတက်ဘဲနဲ့ဈေးက လက်ရှိဈေးလောက်ကနေပြန်ကျသွားရင်ရောအဲ့ဒါဆိုရင်ကျွန်တော်ကဒီဈေးတန်းဝင်ကျင်ပေါ့နော်ဒီ330ဈေးတန်းဝင်ကျင်ရနေ risk များများယူရတဲ့ဆိုရင်ကျွန်တော်ရောင်းလို့ရတယ်ခင်ဗျာဒါမှမဟုတ်ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ risk တော်များများယူရမယ်ဘာလို့ဆိုဒီရောင်းတဲ့ဈေးတန်း330နာကျောင်းဈေးနှိမ့်လို့ဖြစ်ပါတယ်ဈေးနှိမ့်လာပြတဲ့ခါမှာအခက်မတင်လို့ဈေးပြန်ခုန်တက်သွားရင်ကျွန်တော်တို့ risk များနိုင်တယ်အဲ့ဒါပြတဲ့ခါကျွန်တော်အားပြရည်330နဲ့335ကျ33အာကျွန်တော်တို့90နဲ့3355ကျဟုတ်ပြီတကယ်လို့3355အထက်ပါဈေးကဖောက်တက်သွားတယ်ဆိုရင်ရော အဲ့ဒါဆိုရင်တော့ကျွန်တော်ရှင်းမှာဒီမှာ3385ပဲရှိတော့3385နားမှာကျွန်တော်ကရေးရေးထက်ရောက်လို့ရတယ်တကယ်လို့တင်းတင်းတာတွေမှာတော့ကဘာချွေစီတာ3385အထက်မှာအ ਨੇ ဆုံးအချိန်တနာရဲ့အတိုင်းတာပေးစီကျွန်တော်တို့ market ခေါ်ရ H1 Book Canvas တင်နဲ့ပေါက်တက်ပြီးဈေးပိတ်သွားရင်ရောကျွန်တော်ရဲ့ဒီနေ့အတွက်ကဘာချွေစီဈေးအကျအားတာနိုင်တယ်အ ਨੇ ဆုံး3260လောက်ဒီဈေးကျနိုင်တယ်ဆိုတော့တုံးသက်ချက်လေးမှိုင်းပြီးလို့ဒါယူဆလိုက်ပါ ဲ့3385အထက်မှာကျွန်တော်တို့ကဘာရွှေစီအချင်းတနားရဲ့အတိုင်းတာနဲ့အပိတ်ဈေးနဲ့မပိတ်မချင်းတော့ကျွန်တော်ကဘာရွှေကိုဈေးတက်တိုင်းအမြင့်ဈေးမှာလိုက်ရောက်ဖို့အားပေးပါတယ် အဝဲဆိုရင်တော့ကျွန်တော်ကရှင်းပါကျွန်တော်ဒီနေ့အဝဲတော့တိတ်မကြိုက်ဘူးဒါပေမဲ့ဝဲချင်တဲ့ဆိုရင်တော့ဒီအောက်ဘက်ကဒီ3နှစ်60ဇီတန်းနောက်တစ်ချက်စောင့်ကြည့်ပါ3နှစ်60ဇီတန်းနောက်ကိုကဘာချွေစီဈေးကျလို့အဲဇီတန်းအောက်ကိုမဖောက်နိုင်ဘူးဆိုရင်တော့3နှစ်60ဇီတန်းနောက်ဝင်ချင်မှာကဘာချွေကိုရေတူပြောင်းဝယ်လို့ရတယ်အဲဘလောက်အထိတာကက်ယူလို့ရလဲမင်းမဲ့ဆိုရင်တော့ကျွန်တော်အများကြီးတော့မြူချင်အောင်အဝဲအတွက်ဆိုရင်တော့3နှစ်80 3နှစ်90လောက်ဒီပဲအမြတ်ပိုင်းဈေးတန်းယူပါအရှုံးပိုင်းဈေးတန်းကိုတော့ကျွန်တော်3နှစ်55အောက်လောက်ပေးပါ ဟုတ်ပြီအဝယ်သက်တော့ကျွန်တော်အဲ့ဒီဈေးနှုန်းစုံတစ်ခုပဲစဉ်းစားထားတယ်ပေါ့နော်အကျွန်တော်ဒီတူအရောင်းပို့ပြီးတော့အားပေးခြင်းပါတယ်ပြီးတော့ဒီနေ့ကကျွန်တော်တို့ကမ္ဘာရွှေဈေးရပေါ့နော်ဧပြီလတလတာဈေးပိတ်မနေ့ဖြစ်တာမို့လို့ဒီနေ့တလတာအပိတ်ဈေးကကမ္ဘာရွှေဈေးတဲ့အရန်အရေးကြီးပါတယ်ဟုတ်ပြီအဲ့အဖက်တဲ့ခါမှာကျွန်တော်ဒီနေ့တလတာအပိတ်ဈေးဒါတကယ်လို့ကျွန်တော်တို့အာ3300အထက်မှာပဲဈေးပိတ်ခဲ့တယ်ဆိုရင်တော့ကမ္ဘာရွှေနောက်လာဈေးအတက်အားဆက်အားကောင်းမယ်ခင်ဗျ ဈေးအတက်အဆက်ပြီးတော့အားကောင်းပါအောင်မယ်ကျွန်တော်တို့ရရှိဈေးအတက်လာရဆက်အားကောင်းပါအောင်မယ်ကျွန်တော်တို့3500အထက်တောင်မှနောက်လာတဲ့မြင်ရနိုင်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့စန့်ကျင်ပတ်နေပဲပေါ့ဒါဖြစ်နိုင်ကြတော့နဲပါတယ်တဒီနေ့အကဘာချွေတလတာအပိစေးဒါတကယ်လို့ကျွန်တော်တို့3180အောက်လောက်ဈေးပြန်ပိတ်ခဲ့တယ်ဆိုရင်3180ပေါ့နော်ဒီဝင်းဒီအောက်တာဈေးပြန်ပိတ်ခဲ့တယ်ဆိုရင်တော့ 380အောက်ဈေးပြန်ပိတ်ခဲ့တယ်ဆိုရင်ကျွန်တော်တို့ကဘာရွှေကိုကျွန်တော်တို့အာဈေးပြန်ကြတာမျိုးကျွန်တော်တို့နောက်လှထဲမှာဈေးပြန်ကြတာမျိုးကျွန်တော်မြင်ရနိုင်မှာ380အောက်ဒါဖြစ်နိုင်ကြတော့နည်းပါတယ်380အောက်ပိတ်ဖို့ဆိုတာတော့ကျွန်တော်မြင်ရဖြစ်နိုင်ကြလုံးဝနည်းတယ်ပေါ့နော်ဒါပြောမရဘူးပေါ့ကဘာရွှေမှာကြာတခါတရထက်နေပြတညာလေးနဲ့ပစ်တရာလေးပစ်150တွေ point 150တွေကျသွားမျိုးရှိတတ်တာဆိုတော့ပြောတော့မရဘူးဖြစ်နိုင်ကြတော့နည်းပေမဲ့တကယ်လို့380အောက်မှာဒါဒီ လာတလာတာဘေးစစ်ဈေးပိတ်ခဲ့ရင်တော့ကျွန်တော်တို့နောက်လာမှကျွန်တော်တို့ဈေးအကျပြန်အားကောင်းတာကိုမြင်ရနိုင်ပါတယ်။ဟုတ်ကဲ့ဒါလေးရောနီးပညာပိုင်းရတော့တစ်ချက်လေးပါ။ဒရင်ဘောက်ကိုတွားကြည့်မယ်ဆိုဒီနေ့မှာဒေတာတွေများပါတယ်။အဲဒီနေ့ညဗမာစံတော်ချိန်ည6:45မိနစ်ချိန်မှာအမေရိကန်နိုင်ငံရဲ့ကျွန်တော်ကပုဂ္ဂလိကလောက်ခလာစံတော်ထားပေါ့နော်။ဒီမှာဆို AD Vein Nan Fan Employment Chain Data ထွက်ပို့ရှိတယ်။အဲ့ဒီတာကညံ့မယ်မှန်းထားတယ်။ပြီးရင် GDP data ထွက်ပို့ရှိတယ်။အမေရိကန်နိုင်ငံရဲ့ GDP ဒေတာထပ်ဖို့ရှိတယ်ဒီဒေတာကလည်းအညံ့ပဲဗျ2.4%ဗျာပြီးခဲ့တဲ့လတုန်းကအာအခုက0.2%ရှင်းစင်းစားကြည့် GDP က2.4%နဲ့0.2%ကြောက်ကြောက်သွားတယ်တော်တော်လေးအညံ့မှန်းထားပြီးတော့ Chicago PMI Chicago ပြည်နယ်ရဲ့ကုန်ထုတ်လုပ်မှုညွန်ကိန်းပေါ့နော် manufacturing index ပေါ့ဒါလည်းအညံ့မှန်းထားတာပဲပြီးရင် Go PC price index တွေအာဈေးနှုန်းညွန်ကိန်းတွေဒီဈေးနှုန်းညွန်ကိန်းတွေကအကုန်လုံးအညံ့မှန်းထားတယ် ဘုရင်ဘာတင်ရဒေတာတွေတခုမှမကောင်းဒါကတော့ချင်းပါရဲ့အမေရိကန်စီးပွားရေးအကောင့်မှမကောင်းတာဒေတာတွေလည်းရလက်ကောင်းမယ်လို့ပညာရှင်တွေကမှန်းထားမှာမဟုတ်ရလက်အစိုးရကြီးပဲမှန်းထားပါပြဿနာအရလက်အစိုးထွက်တိုင်းကဘာရွှေစည်ပြန်တက်ပါမလားမနေ့ကဆိုလဲရလက်ဒီမကောင်းဒေတာရလက်ဒီမကောင်းကဘာရွှေစည်နည်းနည်းပပပဲအသက်ပြတ်သွားပြီးတော့ပြန်ကြတာအဲ့ဒါတကမှန်တဲ့ဒီညဒေတာတွေထွက်ပြီးမှကဘာရွှေစည်ကဝုန်းကနေအသက်ပြတ်သွားနိုင်တယ်ဒါမှမဟုတ်ကျွန်တော်အကြပဲပဲဆက်သွားမယ်လို့ယူဆတယ်ကျွန်တော်အမိအားပြောမယ်ဆိုရင် ကဘာချွေစီကကျွန်တော်တို့ဒီနောက်တစ်ပတ်တည်းထွက်မယ်ပေါ့နော်အမေရိကန်ဘန်သူတို့ဆုံးပချက်နာနီးပါမယ်ကျွန်တော်ပြန်တက်မယ်အတက်အားပြန်ပြမယ်လို့ကျွန်တော်ယူဆတယ်ခင်ဗျဒီတစ်ပတ်တော့ကြာနေနန်ဖန်ပါတော့စက်ကြကုန်ကြနိုင်တယ်အဲ့ interest rate နာနီးပါပဲဈေးအတက်ပြန်ပြလိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်အဲ့ဒါပတ်သက်ကမှဒီညဒေတာတူပါသူဘလို့ရလဲပဲထွက်ပါစေနီးပညာပိုင်းကကျွန်တော်တို့ကြောင်ပေါ်စီတဲ့လိုက်ရှာလို့ရပါတယ်ဒါမှကျွန်တော်ပြောခဲ့တဲ့အတိုင်းပေါ့နော်ဒီအာ338ဘာကြီးဈေးပိတ်သွားရင်တော့ ဒါဆိုရင်တော့ကျွန်တော်တို့ဟိုရောင်းဖို့ထက်ဝယ်ဖို့လိုက်ပြီးဦးစားပေးရမှာပေါ့နော်အဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့အာဒီညဒေတာတွေကတော့အញ្ញမ်းထွက်ဖို့များပါတယ်ဒါမှဒေတာညံတိုင်းကဘာရွှေစီတက်မယ်ဆိုပြီးတော့အဝယ်တွေစွန့်ဝင်တာမျိုးနေတတိထားစေခြင်းပါတယ်ဒီညမှာဒေတာညံ့ပြီးတော့ကဘာရွှေစီကျသွားမျိုးတွေကြုံရနိုင်ပါတယ်ဒေါ်လာအင်းသက်ကတော့30တိုင်း100ထက်မကျော်နိုင်ပါဘူး69နာပဲဝယ်နေပါတယ်ကဘာရွှေလည်းဒီဈေးနှုန်းပဲဝယ်နေတယ်လို့ဒေါ်လာအင်းသက်ကလည်း69နာပဲဝယ်နေတာဖြစ်တဲ့ခါမှာဒီညဒေတာတွေထွက်ပြီးမှဒေါ်လာအင်းသက် တရာအထက်တက်နိုင်မလားဆိုတော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမှာခင်ဗျာတကယ်လို့ဒေါ်လာအင်တာတရာအထက်တက်နိုင်လဲဆိုရင်တော့ကျွန်တော်ရဲ့ကဘာရွှေစီဒီနေ့ရေတိုအကြအားတာနိုင်လဲဆိုရင်သုံးချက်လေးဟာသတင်းပိုင်းရာပို့ပြီးတော့မှန်ကန်ပို့အားဖြည့်ပေးလိုက်လို့ဖြစ်သွားမှာပေါ့နော်အဲ့ဒါပြတဲ့ကမှာဒေါ်လာအင်တာနေထောင်တစ်ချက်ဝါဖြတ်ပါမယ်ပြီးတော့ကျွန်တော်လက်ရှိမှာတော့အဲကုန်းသွေးစစ်နဲ့ပတ်သက်ပြီးတော့သတင်းတွေနဲ့ငြိမ်းနေတယ်ရုရှားယူကရိန်းကလည်းအဲ့လိုကြိုးဝမ်းဖြစ်ဘူးကျွန်တော်အရှေ့လယ်ပိုင်းဒေသအစ္စရေးတို့အီရန်တို့ပါလက်စတိုင်းတို့ကလည်းညင်းနေလက်ရှိမှာဟောဖြစ်နေရတော့အိန္ဒိယနဲ့ပါလက်စတိုင်း oh sorry အိန္ဒိယနဲ့ပါကစ္စတန်ပေါ့နော် ဒါပေမဲ့အိန္ဒိယနဲ့ပါကစ္စတန်လည်းဟိုးပဝဲရှိပဝဲတင်းတွေကကျွန်တော်တို့ငငယ်ခရဲကကျွန်တော်ငငယ်တော့မဟုတ်ပါဘူးကျွန်တော်အဖေဒီငငယ်လေးခရဲကသူပြဿနာတက်နေရပါဘူးသူတို့စစ်ဖြစ်မဲ့ဘာဖြစ်မဲ့ညာဖြစ်မဲ့မနူလီယာနဲ့တိုက်မဲ့ဘာညာအဲ့လိုတွေးကြော်နေရသူကြားပြီးအဲ့ပထကမှာအာတွေးကြော်လားတွေးကြော်လားတကယ်တိုက်လားဆိုတော့မတိုက်ဘာလို့လဲမဲ့မဲ့ဆိုရင်ဒီလိုအခြေအနေမျိုးမှာဒီလိုခေတ်ကာလမျိုးမှာဘယ်သူမှစစ်ပွဲလဲဘယ်လိုလားမဟုတ်ပါဘူးကဘာစီပွားရရလဲကြာနေတဲ့ချင်းအလုံးလုံးကုံသွဲစစ်တွေအမေရိကန်ရဲ့ကုံသွဲကုံကိစ္စကြောင့် တော်တော်လေးစီးပွားရေးမှာအဆင်မပြေဖြစ်နေတဲ့အချိန်မှာဒီလိုစစ်ပွဲထဆနေဘွားတော့တော်တော်လေးယူမိုက်ပါပဲရလိမ့်ဒါမပြောလို့တော့မရဘူးပေါ့နော်အာရုရှားတော့ယူကရိန်းကိုဝင်တိုက်သေးရပဲအိန္ဒိယနဲ့ပါကစ္စတန်နဲ့စစ်ပွဲဖြစ်နိုင်ကြတော့ရှိပါတယ်ဒါပေမဲ့ကျွန်တော်မြင်ရတော့သူတို့ဒီတိုင်းပဲအချင်းချင်းလေလိုင်းပေါ်ပဲချင်းချောက်ပြီးတော့ဒီလိုပဲပြီးသွားလိမ့်မယ်ထင်ပါတယ်မဟုတ်ဘူးသူတို့ဒါစကားလို့စတာဖြစ်ခဲ့ရင်တော့ သူတို့နှစ်ယောက်နှစ်နိုင်ငံရဲ့စစ်ပွဲတွေမဟုတ်တာတကယ်ဘာလုံးပါဝင်ပတ်သက်တဲ့စစ်ပွဲမျိုးဖြစ်လာတယ်။ဘာသူတို့ရဲ့မဟာမိတ်တွေကလည်းတကယ်အမေရိကန်တို့ရုရှားတို့တရုတ်တို့ဖြစ်နေရဟုတ်။အဲ့ဘက်ကမှတကယ်အဲကဘာစကြီးအနေထားတည်တောင်ဖြစ်သွားနိုင်ပါလိမ့်။အဲ့ဘက်ကအိန္ဒိယပါကစ္စတန်အအနေထားတော့ကျွန်တော်လက်ရှိချိန်ဒီတော့တိတ်ပြီးတော့စိုးရင်စရာမရှိသေးဘူးလို့မြင်နေ။အဲဒါမှမဟုတ်သူတို့တကယ်လို့ဒါတကယ်လို့စစ်ပွဲတာစခဲ့ရင်တော့ဒါကဘာရွှေရတော့ပြောစရာတော့မလိုဘူးပေါ့နော်။ကျွန်တော်တို့ အာအမြင့်တကအမြင့်ကိုသွားသွားမှာပဲ၄000ထီတောင်ရောက်သွားနိုင်တယ်၄000အထက်ထီတောင်ရောက်သွားနိုင်တယ်အဲ့ပထကကတို့တို့စစ်ပွဲဆက်နိုင်ကြရတော့ကျွန်တော်နဲတယ်လို့ကျွန်တော်လက်ရှိချင်းတီတော့ကျွန်တော်အမြင်ရပါတော့တုံးသက်ထားပါတယ်ဟုတ်ကဲ့ဒါလေးကကျွန်တော်ဒီနေ့တရက်ဒါကဘာရွှေစည်းခွက်တုံးသက်ချက်ဗီဒီယိုဖြစ်ပါတယ်အခုလို့တုံးသက်ချက်ဗီဒီယိုလေးကို up to date ကြည့်နေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားကြပါကျွန်တော်ရဲ့ Telegram channel လေးကို join ထားကြပါခင်ဗျပြီးတော့ကျွန်တော်ဒီမှာဒီကဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတင်တဲ့နည်းတက်ရောက်လို့ရပါတယ်။အဲအားဒီနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Messenger ကျွန်တော်ရဲ့ Viber ကျွန်တော်ရဲ့ Telegram channel တွေကနေဆက်သွယ်စုံစမ်းမြင်မြင်နိုင်ပါလေခင်ဗျ။ကဘာချွေထွက်တာအားလုံးပဲဒီနေ့ဧပြီလနောက်ဆုံးရက်မှာကဘာချွေစီအတကြာကိုအထူးတတိထားအရောင်းဝင်လုပ်ပြီးတော့အကျိုးမြတ်များများနဲ့ပိုင်ဆိုင်နိုင်ကြပါစေ။ဒီဧပြီလကိုအကျိုးမြတ်နဲ့အဆုံးသတ်နိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးနေပဲကျွန်တော်ရဲ့ဒီနေ့တရက်တာကဘာချွေစီကွက်တောင်းတဲ့ချက်ဗီဒီယိုလေးကိုဒီမှာပဲညီကုန်းချုပ်ပြစီခင်ဗျ။